ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါနော်ကျွန်တော်ခုပြပေးမယ့် site ကတော့တစ်တခုံအာနော်တစ်တခုံအာထွက်တဲ့ site ကလေးကိုပြပေးမှာဖြစ်တယ်နော်ဒီဘက်မှာကျွန်တော်တို့ကတစ်တလုံးကင်ကစားမယ်နော်ပြောင်းနေတဲ့တစ်ကိုဒီဘက်မှာစပြီးကင်ကစားမယ်နော်ပြောက်အဲကြောင့်မလို့တစ်ပါတဲ့ခဏတစ်တခုံဆိုတဲ့ခဏလေးကိုချပြပေးမှာဖြစ်တယ်နော်ဟာလားအားလုံးကြည့်အောင်နော်နှူးမှာမင်္ဂလာကနမှာကွာပေါင်းချင်းရှိတယ်နော်နှူးမင်္ဂလာကနမှာကွာပေါင်းချင်းရှိအဲ့ဒီရှစ်သူ့အောက်တပွဲနှစ်ပွဲကြော်လိုက်တာနဲ့အဲ့ရှစ်ကပါပါဘူးသုံးနောက်ပဲနော်ရှစ်ကပါသုံးနောက်ပဲနော်အဲ့ဒီသုံးနောက်ပဲကနောက်နေနှူးမင်္ဂလာကနမှာကွာပေါင်းချင်းရှစ်ကပေးမှာပရိသုံးလို့တက်ရိုက် နော်ပြိတ်သုံးလို့တိတ်လိုက်ဒါပထမကတ်နော်နောက်ဒုတိယကတ်ကြည့်ရအောင်နော်ဒုတိယကတ်ကဒီမှာရှိမယ်နှူးမင်္ဂလာကနားမှာကွာပေါင်းရင်းရှိနော်အဲ့ကွာပေါင်းရင်းရှိကပါပါဘူးသူ့အောက်တစ်ဘွဲ့နှစ်ဘွဲ့ကျော်မှာသုံးနောက်ပိတ်အဲ့သုံးနောက်ပိတ်ဒီနောက်နှစ်နှူးမင်္ဂလာကနားမှာပြိတ်သုံးလို့တိတ်ရိုက်မယ်နော်ကွာပေါင်းရင်းရှိကဲဘေးမှာပြိတ်သုံးပါပါပေါ့နော်ဒါဒုတိယကတ်နော်ဟုတ်ကဲ့တတိယကတ်ကြည့်မယ်နော်တတိယကတ်ကဒီမှာရှိမယ်မင်္ဂလာကနားမှာနှူးမင်္ဂလာကနားမှာကွာပေါင်းရင်းရှိနော် ဲ့ကောင်ကြီးရှိရှစ်ကပါပါဘူး။သူအတပွဲနှစ်ပွဲကျော်မှသူကရှစ်ကပါပါသုံးလို့ရိုက်တယ်နော်။အဲ့ဒီသုံးတီးတဲ့နောက်နေ့နေဦးမင်္ဂလာကနန်းမှာပရိတ်သုံးလို့ရိုက်မှာနော်။ပရိတ်သုံးလို့ရိုက်မှာကောင်ကြီးရှစ်ကပေးမှာပရိတ်သုံးရိုက်မှာနော်။ဟုတ်ပြီဒါဒီပထမကပ်ကိုပြန်သွားမယ်နော်။အင်းနူးမင်္ဂလာကနန်းမှာကောင်းချင်းရှစ်ပါပါဘူး၃နောက်ပိတ်တယ်အဲ၃နောက်ပိတ်ကနောက်နေ့နှစ်ဦးမင်္ဂလာကနန်းကိုဘရိတ်သုံးလို့တက်ရလိုက်တယ်နော်တက်ရလိုက်တာနဲ့သူ့အောက်တစ်ပွဲနှစ်ပွဲကျော်မှဒီ၃နောက်ပိတ်ကပေးမှာသူကဘရိတ်ကိုကိုးကစားတယ်နော်ဘရိတ်ကိုကစားတယ်အဲ့ဘရိတ်ကိုဒီတဲ့ရှစ်ပေါင်းကိုးကစားနော် အတုံးနောက်ဘက်ကနှက်ခံ၅ထိတ်နဲ့ဒီဘရိတ်ကိုဒီရှေ့ပေါင်းကိုအဲ့ဘရိတ်ကိုအပေါ်၃ထိတ်တည်တဲ့ဒီကို၃နောက်နော်ခဏတကွက်ထက်ထွက်တာပါနော်ဘရိတ်ကိုပြီးတော့ဒုတိယကံမှာကျတော့ဘရိတ်၁၀လာမယ်နော်ဒုတိယကံကျတော့သူကအဲ့လိုမနှူးမင်္ဂလာကနေမှာကောင်းကောင်းချင်းရှစ်တယ်နော်ရှစ်ကပါပါဘူးအောက်တစ်ပွဲနှစ်ပွဲကျော်မှာ၃နောက်ပိတ်တယ်နောက်နောက်နှစ်မင်္ဂလာကနေမှာအဲ့၃ကဘရိတ်၃လို့တက်ရိုက်တယ်ရိုက်လိုက်တယ်သူ့အောက်တစ်ပွဲနှစ်ပွဲကျော်မှာဘရိတ်ပထမကံမှာဘရိတ်ရှစ်ဒုတိယကံမှာပထမကံမှာဘရိတ်ကိုဒုတိယကံမှာဘရိတ်၁၀နော်အဲ့ဒီဘရိတ်၁၀ဒီတဲ့ ရှေ့ပေါင်း30လို့ရရမှာနော်ရှေ့ပေါင်း30လို့ရတဲ့အချိန်မှာသုံးနောက်ပိတ်ကနှက်ခံ၅ထိပ်ပုံတင်နေပဲနော်သုံးနောက်ပိတ်ကနှက်ခံ၅ထိပ်ပုံတင်နေဘရိတ်30ရှေ့ပေါင်း30အဲ့ဒီအချိန်မှာဘရိတ်30အပေါ်ကကိုးထိပ်ကြီးကကိုးနောက်ပိတ်နေနော်ခဏတကွက်တက်ဆိုတာပေါ့နော်ဟုတ်ပြီတတိယကတ်ကြီးရအောင်တတိယကတ်ဒီမှာရှိမယ်နော်ခေါပေါင်းချင်းရှေ့သူ့အော်ဒိုဝဲနှစ်ဘောကျော်မှာရှေ့ပါပါသုံးနောက်ပိတ်တယ်အဲ့သုံးနောက်ပိတ်ဒီနောက်နေဦးမင်္ဂလာကနေဘရိတ်3လို့တက်ရိုက်တယ်တက်ရိုက်ပြီးတာနဲ့သူ့အော်ဒိုဝဲနှစ်ဘောကျော်မှာပထမကတ်မှာဘရိတ်ကိုဒုတိယကတ်မှာဘရိတ်3ညာဒုတိယတတိယကတ်မှာဘရိတ်တင်နေလာတယ်နော် ဟုတ်ပြီအဲ့ break တက်တည်တဲ့ရှေ့ပေါင်းတက်လို့ရရမှာနော်ဒီဘွဲမှာအဲ့ break တက်တည်ရှေ့ပေါင်းတက်အဲ့ရှေ့ပေါင်းတက်ရိုက်တဲ့အချိန်မှာလေသူက၃နောက်ပိတ်ကနခါ၅ထိပ်ပုံတင်နေပဲနော်ရှေ့ break တက်တည်ရှေ့ပေါင်းတက်ရရမယ်ရိုက်တဲ့အချိန်မှာ၃နောက်ပိတ်ကနခါ၅ထိပ်ပုံတင်နေပဲရိုက်တယ်အဲ့ဒီ break တက်ကပေါ့၃ထိပ်စီရ၃နောက်ပိတ်ပြန်ကြတကွက်ထက်ထွက်တာနော်ဟုတ်ပြီအဲ့ဆိုရင်အဲ့နှစ်ထဲမှာ तू ကဘာလိုက်ကစားလဲဆိုတော့ तू ကစားခဲ့ပြီဒါဒီကစားခဲ့ပြီတခါကျတော့ तू အဲ့နှစ်ထဲမှာဒီကွာပေါင်းချင်းရှစ်ရှစ်ပါပါ၃နောက်ပိနှူးမှာ break 3လို့တက်ရိုက်လိုက်တာနေတဲ့အဲ့နှစ်ထဲမှာနောက်ထပ် break 3ကဏ္ဍတစ်ပွဲ6တုံညာခုံဆိုတာလိုက်ထွက်တယ်နော် အဲ့ဒီထဲမှာနောက်နှစ်နောက်ထပ် break သုံးကဏ္ဍတော့ချောက်တုံညာခုံလိုက်ထွက်တယ်ထွက်ပြရတယ်တိတိခုံဆိုတဲ့ကဏ္ဍလိုက်ထွက်တယ်နော်တိတိခုံအာပေါ့နော်ခုံတိတိအာကဏ္ဍလိုက်ထွက်တယ်နော်ကျွန်တော်အခုဒီကဏ္ဍကိုဖမ်းပြမှာနော်ပြီးတော့ချောက်တုံညာခုံတစ်ပွက်ထွက်ရမယ်ခုံတိတိလိုက်ထွက်ရမယ်နော်အဲ့တဒုတိယကံမှာလည်းသူအဲ့တိုင်းမယ်နော်ဒုတိယကံမှာလည်းသူကနှူးမလိုက်မှာကွာရှိရှစ်ပါပါအောက်သုံးနောက်ပဲအဲ့သုံးမှာ break သုံးလို့တက်ရိုက်တာနဲ့အဲ့ဒီထဲမှာအဲ့နောက်ထပ် break သုံးကဏ္ဍတစ်ပွက်တုံညာ6ခုံဆိုတဲ့ကဏ္ဍနဲ့နော် ညညချောက်ခုံဆိုတဲ့ကနန်းလိုက်ထွက်တယ်နောက်တိတိခုံဆိုတဲ့ကနန်းဒီနှစ်ကြိမ်အောင်ထွက်ခဲ့တယ်နော်နှစ်ကြိမ်ထွက်ခဲ့တယ်တိတိခုံဆိုတဲ့ကနန်းနော်ညညချောက်ခုံထွက်တယ်နော်အဲ့တိတိခုံဒီကနန်းကိုကျွန်တော်အခုပဲမှဖမ်းမှာနော်ဟုတ်ပြီဒါဆိုရင်အခုဒီနေ့ထဲမှာရောဒီနေ့ထဲမှာတော့ကပောင်းကြီးရှိရှိပါပါသုံးနောက်ပဲအဲ့တော့ကဘရိတ်သုံးလို့တက်ရိုက်ပြီးတော့ဒီနေ့ထဲမှာအဲ့ဘရိတ်သုံးကနန်းတကွက်ညညချောက်ခုံနဲ့တိတိခုံနှစ်ကွက်စလုံးမလာသေးဘူးနော်အခုချိန်ထိမလာသေးဘူးနော်အဲ့တော့ညညချောက်ခုံနဲ့တိတိခုံဆိုတဲ့ကနန်းဒီနေ့ထဲမှာလိုက်ထွက်ပေးရမှာ နော်3.6ခုနဲ့1.1ခုဆိုတော့ကဏ္ဍနှစ်ဘွက်ကဒီနေ့မှလိုက်ထုတ်ပြမယ်အခုဒီတစ်ခုမှမလာသေးဘူးနော်အဲ့တော့1.1ခုဆိုတော့ကဏ္ဍတစ်ခုကိုကျွန်တော်အခုဘွက်မှာဖမ်းပြမှာနော်ဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီမှာသူက1.1ခုဆိုတော့ကဏ္ဍဘယ်လိုထွက်လာမလဲဆိုတော့1.1ခုဆိုအဲ့ဒီထဲမှာ3.6ခုထွက်မယ်ဘယ်1.1ခုထွက်မယ်အဲ့1.1ခုဆိုတော့ကဏ္ဍထွက်တော့မယ်ဆိုရင်တဲ့သူကအဲ့1.1ခုဆိုတော့ကဏ္ဍပထမကံမှာနော်1.1ခုဆိုတော့ကဏ္ဍထွက်တော့မယ်ဆိုရင်သူကသူ့ဘွက်မှာ break ကိုတဲ့နော် break ကို6ထိပ်စီနော်6ထိပ်စီအဲ့ဒီအောက်မှာသူကထွက်တာနော် break ကို ဒုတိယကကြံ break ရှိတတိယကကြံ break ခွန်လာမှာနော်အဲ့တော့ break ကို6ထိပ်စီနော် break ကို6ထိပ်စီလို့ခံပြီးကံမှာသူ့အောင်မှာထွက်တာအဲ့ဒီ6ထိပ်စီဒီလေတခြားမဟုတ်တခြားမရဘူးနော် break ကိုခံထားတဲ့ကောင်းနဲ့သူက break 3နဲ့နော်3 break 4 break နော်3 break က4 break ကဒီ4 break ကဆောင်း break 3ခုပေါင်းရင်6ဖြစ်ပြီးကံမှာအဲ့6ကဒီကို6ထိပ်ရိုက်ရမှာနော်ရိုက်ပြီးကံမှာသူကကြာမှာဒီ6တွေမှာတော့အဲ့စနစ်မဟုတ်ဘူးနော်ဒီ6တွေမှာတော့အဲ့စနစ်နဲ့ break 3ခုပေါင်းရင်6ဖြစ်ပြီးမှထိုင်တာမဟုတ်တဲ့အတွက်ဒီမှာမကြဘူးနော်ဒီပွဲစဉ်တွေမှာ ဘရိတ်ကိုးလည်းဖြစ်ရမယ်တဲ့နော်ကိုပြီးရှေ့ရှစ်ပြီးခုံအဲ့လိုမျိုးစီနီယာလာမှာဘရိတ်ကနော်အဲ့ဘရိတ်ကိုးရဲ့ဘရိတ်လေးရဲ့ဘရိတ်သုံးမယ်သုံးလေးကိုးဆိုတော့ဘရိတ်သုံးခုပေါင်းရင်6ဒီ6ဖြစ်ပြီးကမှအဲ့6ထိပ်ကကြာမှာကြာပြီးကမှသူ့အောင်အိုက်တစ်ခုလိုက်တာနော်ဒါပထမကဒုတိယကမှလည်းသူဒီတိုင်းမယ်နော်ဒီခွာပေါင်းရင်ရှေ့သူ့ဘာဘာသုံးတော့ပဲနှူးမှာဘရိတ်သုံးရိုက်တယ်အဲ့နေ့မှာဘရိတ်သုံးခဏတကွယ်သုံးည6ခုထွက်တယ်ခွန်ချောက်တုံညာလိုက်ထွက်တယ်တစ်တခုံထွက်တယ်နော်အဲ့တစ်တခုံထွက်တော့မယ်ဆိုလို့ရှိရင်တဲ့သူကပထမကံမှာဘရိတ်ကိုနော်အခုဒုတိယကံမှာကျတော့ဘရိတ်က၈ဖြစ်သွားပြီနော်ဘရိတ်၈အဲ့ဘရိတ်၈ကဘေးမှာသူက၆ထိုက်ကြတာနော် ဘရိတ်ရှစ်ကပိတ်မှာ6ထိပ်ကြတယ်ကြပြီကမှသူ့အောင်မှာထွက်ရမှာနော်အဲ့တော့6ထိပ်ဒီလည်းအလကားဖြစ်တာမဟုတ်ဘူးတဲ့ဒီဘရိတ်ရှစ်ကဲဒီဘရိတ်9ရဲ့တဲ့ဒီကဘရိတ်3ပဲသူကအဲ့ဘရိတ်3ခုပေါင်းရင်က6ဖြစ်နေရမှာနော်အဲ့တော့ဘရိတ်3ပဲဘရိတ်9ရဲ့ဘရိတ်ရှစ်ကဲအဲ့ဘရိတ်3ခုပေါင်းရင်6က6 6ထိပ်လို့တက်ရိုက်ပြီးကမှဒီမှာလိုက်ထွက်ရတယ်နော်ဟုတ်ပြီဒါဆိုတက်တရကဲ တတိယကမ္မဒီတိုင်းမှာကွာရှိက၈ပါပါ၃တော့ပဲအဲ့၃တော့ကပြည်သုံးကြရနော်ကြပြန်နဲ့အဲ့ဒီတမှာပြည်သုံးကဏ္ဍတစ်ခုကျွန်တော်တို့၃ည၆ခုလောက်ကဏ္ဍထွက်ဖို့ရှိတယ်တစ်တခုထွက်ဖို့ရှိတယ်နော်အဲ့ထဲမှာတစ်တခုကိုကျွန်တော်ဒီဘက်မှာဖမ်းမယ်မနော်ဘာကြောင့်ဒီလိုကမှတိတိခုံဖမ်းမလဲဆိုတော့ပထမကမှ break ကိုဒုတိယကမှ break ရှိခုတတိယကမှ break ခုံနော် break ခုံ break က senior ထောက်လာနော်သူ့ဘေးမှာ6ထိပ်ကလည်းကြာသွားပြီနော် break ခုံကဘေးမှာ6ထိပ်ကြာသွားပြီအဲ့အမှန်ကတတိခုံဆိုတဲ့ကနေ light ထွက်ပေးရမှာနော်ဒီတတိခုံဘာကြောင့်လဲဆိုအဲ့ခုံဖြစ်တဲ့အချိန်မှာလည်းပဲသူ break 3ကို4ရယ် break 4 break 9ရယ် ပရိတ်ခုံမပေါင်းရင်ပရိတ်သုံးခုပေါင်းရင်6ဖြစ်ရမှာเนาะအဲ့လို6ဖြစ်ပြီးကြမှာတဲ့သူအဲ့6က6ထိပ်ကြကြပြီးကြမှာသူကအဲ့တိတိခုံဆိုတော့လိုက်ထွက်ရမှာเนาะဒီအပေါ်ဒီမှာတော့6ထိပ်ဖြစ်တယ်เนาะ6ထိပ်ဖြစ်တယ်ဘာလို့မကြလဲဆိုတော့ပရိတ်ခုံလည်းမဖြစ်ဘူးပရိတ်သုံးခုပေါင်းရင်လည်းခုံလေးလေးဆိုတော့မဖြစ်ဘူးเนาะဒါကြောင့်သူကမကြတာเนาะပရိတ်သုံးခုပေါင်းရင်6မဖြစ်တဲ့အတွက်မကြတာเนาะနော်ဥပမာလည်းပဲ6ထိပ်ကတခါထွက်သေးတယ်နော်ဒီမှာလည်း6ထိပ်ထွက်တယ်ဒါပေမဲ့ဘရိတ်ခုံမဖြစ်ဘူးနော်သူကဘရိတ်ခုံမှာဘေးမှာ6ထိပ်လည်းပြရမယ်ပထမဘရိတ်ကိုဒုတိယကဘရိတ်ရှိတတိယကမှာဘရိတ်ခုံမှာဘေးက6ထိပ်လည်းပြရမယ်အဲ့ဘရိတ်၃ခုပေါင်းရင် 6ကလည်း6ထိပ်ဖြစ်နေရမှာเนาะအဲ့ကြမ်းမှာသူကထွက်ရမှာเนาะအဲ့တော့အဲ့စနစ်ကဒီမှမှလာဖြစ်တာเนาะအခုဒီကြကံမှာသူကပထမကံမှာ break ကိုဒုတိယကံမှာ break ရှိအခုတတိယကံမှာ break ခုံဖြစ်ပြီ6ထိပ်လည်းလာကြပြီအဲ့6ထိပ်ဒီလည်းပဲ break 3ခုပေါင်းရင်ဇောင်းပေါင်းရင်ဒီ break ခုံအပေါင်းရင် break 3ခုပေါင်းရင်ဇောင်းပေါင်းရင်6ဖြစ်ပြီကံမှာ6ထိပ်ကြကြပြီကံမှာအဲ့1 1ခုံဆိုတဲ့ကဏ္ဍကိုကစားပေးရမှာเนาะအဲ့တော့ဒီဘက်မှာကျွန်တော်တို့က1 1ခုံအားပေါ့เนาะ1 1ခုံအားဆိုတဲ့ကဏ္ဍလေးကိုကျွန်တော်ထုတ်ပေးလိုက်เนาะကျွန်တော်ကြိုက်တာတော့1ခုံ1လို့ကြိုက်တယ်เนาะအထိုင်ကိုအထိုင်ကိုကျွန်တော်ကြိုက်တာတော့1ခုံ1ပေါ့เนาะ တစ်ခွန်တစ်အားထုတ်ထားတဲ့လူကတော့အခုဆိုတော့သုံးကွက်ဆိုတော့အားလိုက်ပေါ့ဗျာနော်အားမှားပါဘူးဗျာနော်ဟုတ်ကဲ့အားလုံးနဲ့နော်ကုလတ်နော်ကံကောင်းကြပါစေဗျာနော်